စိတ်ငြိမ်ပြီးတော့တာယာလာပါတဲ့ရှမ်းပြည်နယ်ဘက်ကတော်ရတဲ့နေရာမှာတော့ရွာလေးတွေပါရှိပါတယ်။အဲဒီရွာလေးရဲ့နာမည်ကတော့ပင်တိုင်းလို့ခေါ်ပြီးရွာလေးကလည်းအတော်လေးကိုအေးချမ်းတာယာလာပါတယ်ဗျ။လွလွပေါင်းဆရာရဲ့ကျွန်တော်တာလေးကိုကယ်လို့မရတော့ဘူးလားဗျ။ခမရတာလည်းငှပြားကင်နေရပဲ။ကုတတော်ရွာထဲမှာလည်းငှပြားမိရသူတော်တော်များတယ်ဗျ။ဒါမဲ့ဥဒခင်သားတော်တော့ဘယ်သူမှမဆိုးကြဘူးကျုံလေကဲနေမဲတော့မထင်ဘူးဥဒခင်တို့ဟာ ပြေးကြီးမှသားဖားနှစ်ယောက်သာရှိကြပြီးခေါခွာလေးမိတွန်ထဲမှာရင် မိခင်ဖြစ်တဲ့တိုအီမီကဆုံးပါသွားခဲ့တယ်ဗျအဲအကြောင်းလဲဥတာခင်တယောက်သားဖြစ်သူခေါခွာလေးကိုအဖေလူရောအမေလူရောနှစ်နေရကနေချင်နေရတာပေါ့အခုလိုမျိုးသားဖြစ်သူခေါခွာလေးဟာနမကြံဖြစ်နေပြီးအသက်ကိုသေမင်းနဲ့လူနေရတဲ့အချိန်မှာတော့ဥတာခင်တယောက်အယံကိုတုံလုံးနေခဲ့ရပါတယ်သူရဲ့မျက်နှာကလေးစိုးရင်ထိတ်လန့်မှုတွေနဲ့ပြည်နေရကိုမြင်နေရတယ်ဗျဥတာခင်ဟာဆရာဝန်ပြောပြတယ် တော်တောင်တွေကရှားပအပင်တပင်ကိုမယမကရှားခဲ့ပြီးတော့တပ်ဖြစ်သူဖိုးကွားလေးကိုစိတ်အပြည့်တိုက်ကျွေးနေခဲ့ပါတယ်။အရှင်ဖေဟာတပည့်တော်ရဲ့တာလီကိုပြန်လဲကောင်းမွန်လာအောင်မဆပါအောင်ဖေဟာအရှင်ဖေဟာစီကိုအပူကတ်တယ်လို့လည်းမဟုတ်ရပါဘူး။တပ်ဖြစ်သူဟာလည်းဒီနေရောအပါဝင်ဆိုရင်တတိမရတာခွနဲ့တောင်ရှိနေခဲ့ပြီဗျ။အဲအကြောင်းလဲဥဒခင်တယောက်ဂေယောင်ကရန်းနေဖြစ်နေခဲ့ရပါတော့တယ်။အဖေအာဟမ်ဖိုးကွားမင်းမင်းတတိရလာပြီ။ ငါသားလေးတတိပြန်ရလာပြီကွာတာဖြစ်သူခေါခွားလေးရဲ့အတန်ကိုကြားလိုက်ရတဲ့အခါမှာတော့ဦးသားခင်တယောက်အတော်လေးကိုပျော်ရွှင်သွားခဲ့ရပါတယ်အဲဒီချိန်ကနေစပြီးတားဖာနေရောဟာအတူတူနေထိုင်လာကြရင်နှစ်တွေမြပြစွာကိုကြော်ပြက်လာခဲ့ကြရဲဗျတာဖြစ်သူခေါခွားလေးကလည်းအရွယ်ရောက်လာပြီးခန္ဓာကိုထွားခြင်းကအတော်လေးကိုတံမာတဲ့လူပြိုတယောက်ရဲ့အရွယ်ကိုရောက်လာခဲ့ပါတယ်တာဖြစ်တဲ့ခေါခွားလေးအရွယ်ကိုရောက်လာတဲ့အချိန်မှာတော့ ဥတာခင်ဟာအတက်ကြီးနေပြီဖြစ်ပြီးတော့ခန္ဓာကိုယ်ဟာလည်းတိတိတတ်တာကြဆင်းလာခဲ့တာပေါ့အဲအကြောင်ဖိုးခွားလေးလေးဖခင်ဖြစ်သူဥတာခင်ကိုတောမဝင်တော့ဖို့ရာအတွက်ပြောပြီးသူတယောက်တည်းပဲတောဝင်ပြရစေလို့ဆိုကားဖခင်ဖြစ်သူထံခွန့်တောင်းလိုက်တယ်ဗျဒေါ်ချင်ကနေစပြီးဖိုးခွားလေးဟာအဖေဖြစ်သူဥတာခင်မပါတော့ပဲဒေါ်ဟုတ်ကြီးလေးကိုတယောက်တည်းပဲတောထွက်နေခဲ့ပါတော့တယ်ဘာကောင်တွေဆိုတာကလည်းညဘက်ကိုရောက်မှသာအစာချထွက်လိမ့်ရှိကြတယ်ဗျာ။ အဲဒါကြောင့်ဖိုးခွားလဲတိပင်းရဲ့အပေါ်မှာ၄၀လေးတခုစောက်လို့ထားပြီးအဲ့ဒီအပေါ်ကနေပဲတားကောင်တွေရဲ့အလာကိုစောင်းနေခဲ့ပါတယ်။တိပင်းကြီးတွေများပြားပြီးတောအုပ်ကထူထပ်တာကြောင့်တစိမ့်စိမ့်နဲ့အတော်လေးကိုချမ်းရည်လာတယ်ဗျာ။အဲဒါကြောင့်ဖိုးခွားလဲမိဖို့လေးတခုကိုပြိုးပြီးသူ့ရဲ့ပေးနှမချတာကခန္ဓာကိုယ်ကိုအနှွေးထက်ပေးရင်တားကောင်တွေရဲ့အလာကိုစောင်းနေခဲ့ပါတော့တယ်။ ဒီလိုနဲ့အချိန်အတော်ကြာလာပြီးည7နာရီလောက်ကိုထိုးတဲ့အချိန်မှာတော့ဖိုးကွားရဲ့အောက်မှာအစာရှာထွက်လာတဲ့တောဝဲတကောင်ကိုမြင်လိုက်ရတယ်ဗျဖိုးကမှာတော့ဖိုးကွားလေးပါလာတဲ့တနက်ကိုအသိချင်လိုက်ပြီးမောင်းဖြူဖိုးရအတွက်ပြင်ဆင်လိုက်တာပေါ့နောက်ပြီးတောဝဲကြီးကိုလည်းခေါင်းဆခြေဆုံးကြည့်လိုက်တယ်ဗျဖိုးကမှာတော့ဖိုးကွားရဲ့ရှေ့ကတောဝဲဟာဝမကြီးတကောင်သာဖြစ်နေပြီးတော့နေစီလာစီနဲ့မွေးဖွားကာနီဖြစ်တဲ့ဝမကြီးတကောင်သာဖြစ်နေခဲ့ပါတယ် ။မင်းငယ်လေးတွေကမိသားစုဘဝနဲ့ရှင်တန်လာရတဲ့ဖိုးကွားဟာဝမကြီးကကိုဝန်တယ်ဖြစ်နေတာကိုမြင်လာရတဲ့အခါမှာတော့မောင်းဖြိုဖို့ရာအတွက်တွေ့ဝေသွားခဲ့တာပေါ့။ငါ၊ငါပြစ်လို့မဖြစ်ဘူးကွာ။ပြစ်လိုက်ရင်ဗိုက်ထဲကခလေးလေးပါတေးသွားလိမ့်မယ်။ဝမကြီးရေမင်းစားခြင်းရာစားပြီးငါရှိကမြင်မြင်သွားတော့ကွာ။စိတ်ထဲကနေရေရွပြောဆိုလိုက်ပြီးတော့ဖိုးကွားဟာနောက်လာမယ့်အသားကောင်ကိုသာထပ်ဆောင်နေခဲ့တယ်ဗျ။ထိုစင်မှာပဲ အဝိတ္တနေရကနေပြီးတော့ဝမာကြီးရှိရာကိုချင်းကန့်လာတဲ့အရေးအယံတစ်ခုကိုမြင်လိုက်ရပါတယ်။အဲဒါကတော့ရွာချင်းကလေးဖြစ်တဲ့ပိန်နေတော်ရွာသားတောလိုက်မိုးဆိုကြီးကိုဖိုးသိန်းသာဖြစ်တာပေါ့။ကိုဖိုးသိန်းဟာတစ်ပင်ရဲ့အချိန်မှာပုံကွယ်လိုက်ပြီးတော့ပါလာတဲ့တနတ်ကိုထုတ်ခါဝမာကြီးကိုပြစ်ဖို့အတွက်ချိန်လိုက်တယ်ဗျ။ထိုခါမှတော့ဖိုးခွာလဲဝမာကြီးကိုထိသွားမှာကိုစိုးရိမ်လာကြောင်းတနတ်ကိုအပေါ်ထောင်းလိုက်ခါပြစ်ပေါက်လိုက်ပါတယ်။တနတ်တန်ကိုကြားလိုက်ရတဲ့အခါမှာတော့တော်ဝဲမကြီးဟာ ခြေဥတရာကိုတကြောတည်းထွက်ပြေးသွားခဲ့တာပေါ့ဟာတော့ပါပြီကွာလွတ်သွားပြီမင်းဘယ်လိုလုပ်လိုက်ကြလဲကွာဘာလဲမင်းကငါရမှာကိုမနာလို့ဟာလားဩမဟုတ်ပါဘူးကိုဖိုးသိန်းဟာအဲ့ဒီဘက်မှာကြီးဟာကိုဝင်ကြီးနေပြအဲအားကြောင့်ကျွန်တော်တော့မပြည့်ပဲကြည်နေတာကြားပေါ့ဘာပဲဖြစ်ဖြစ်မင်းငါ့ကိုရန်ဆလိုက်တာပဲမင်းငါ့အကြောင်းကောင်းကောင်းသိစေရမယ်အဲ့ဒီလိုဆိုပြီးတော့ကိုဖိုးသိန်းဟာလာရလမ်းတိုင်းပြန်လှည့်ထွက်သွားခဲ့ပါတယ်ဩဒီလူတော်တော်ခက်တာပဲ နည်းနည်းလေးမှကိုချင်းစာသိမရှိဘူးငါလိုငငယ်လေးတွေကအမေမဲ့တယောက်ကတော့ကိုချင်းစာရမှာပဲဝမလေးမင်းလည်းငါနဲ့တူရကန်ကောင်းသွားတယ်မဟုတ်ရင်မင်းလည်းအသာတုံးနေဖြစ်နေလောက်ပြီအဘီလိုဆိုပြီးတော့ကဖိုးကလည်းသူ့ရဲ့ပုံစံအတိုင်းပြန်နေလိုက်ပြီးတော့နောက်လာမဲ့သားကောင်တွေကိုသာစောင်းနေခဲ့ပါတော့တယ်ညတတဲ့အထိစောင်းနေခဲ့ပေမဲ့လည်းတနက်တန်ထွက်သွားခဲ့ရကြောင့်ဘာသာကောင်းမှာတော့သူ့ရဲ့အနာကိုရောက်မလာခဲ့တော့ဘူးဗျာ ဒီလိုနဲ့ဖိုးခွားတယောက်အပင်ပေါ်ကနေတားကောင်တွေရဲ့အလာကိုစောင့်နေစင်မှာပဲအဝေးတနေရာကနေပြီးတော့မိโกလုံးတစ်ခုပြန်တန်းလာတာကိုတွေ့လိုက်ရပါတယ်။နောက်ပြီးအဲ့ဒီမိโกလုံးဟာဖိုးခွားရှိရာကိုအတဲ့ဝင်လာပြီးတော့ပတ်ချာလှဲ့နေကြတယ်ဗျ။ဟာဘာလဲကွာဘာလုံးကြီးလဲအာနားကြီးဥထူးလာပြီ။အဲ့ဒီလိုဆိုပြီးတော့ဖိုးခွားလည်းမိဘုံတွေကမိစကိုဆွဲယူလိုက်ပြီးတော့ထိုမိโกလုံးကိုလိုက်ရိုက်လိုက်တာပေါ့။ဒါပေမဲ့လည်းအဲ့ဒီမိโกလုံးဟာ ဘယ်ကိုမှဆွေးမသွားပဲဖိုးခွားရဲ့မျက်နှာတိတ်တယ်ကိုထိုးဆိုင်သွားခဲ့တယ်ဗျဒုက္ခမှာတော့ဖိုးခွားလည်းအလွန်နာကျင်စွာနဲ့အော်ဟင်ရင်လေးစဉ်လေးပုံမှာလဲကျသွားခဲ့ပါတော့တယ်အရင်တော့အသားတွေကလည်းတဆတ်ဆနဲ့တုံကြီးလာပြီးတစ်ပင်ရဲ့အပေါ်ကနေအောက်ကိုပြုတ်ကျသွားခဲ့တာပေါ့မှတ်ပြီလားငနာလေးငါတော့ဝက်ကိုဝင်လူကြည့်အောင်လေဥပိုလ်လူတလောက်ဆိုရလာပါပြီနော်ချို့တို့ပြန်ရအောင်နေပါဦးကောင်လေးရငါလည်းပညာတွေမတွန်းရတာတော်တော်လေးကိုကြာနေပြီ ပညာလေးထက်ဆန်းခြင်းသည်လို့ခဏဆောင်။အောင်လန်းဆရာကြီးဥပေါ်လူဟာအဲ့ဒီလိုပြောပြီးတော့လက်အုပ်ကိုချီကဂါထာတွေကိုရွတ်ဆိုလိုက်တယ်ဗျ။ဘိုးခါမှာတော့ဖိုးခွားရဲ့ကိုယ်ထဲမှာမကောင်းဆိုးဝါးတစ်ကောင်ဝင်ရောက်သွားပြီးတော့ပုကတ်သွားခဲ့ပါတော့တယ်။အဲ့ဒီမကောင်းဆိုးဝါးကလည်းတဖြည်းဖြည်းချင်းနဲ့ဖိုးခွားရဲ့ဥက္ကလီသားတွေကိုနှုတ်ယူစားတောင်းမှာပဲဖြစ်တယ်ဗျ။အောင်လန်းဆရာကြီးဥပေါ်လူနဲ့ဖိုးသိန်းတို့ဟာလောက်ဆာရှိတာကိုလုပ်ပြီးလာရလန်းအတိုင်းပြန်လဲထွက်သွားခဲ့ပါတော့တယ်။ ။ဌာနကိုယ်ထဲမှာမကောင်းဆိုးအဝင်ကပ်နေပြီဆိုတာကိုသိနေတဲ့ဖိုးကလည်းအတန်မထွက်နိုင်တော့ပဲနောက်ကနေပြီးတော့ဖះစာတချို့ကိုရွတ်ဆိုလိုက်တယ်ဗျ။တော်ကဲ့သို့ဖះစာတွေကိုရွတ်ဆိုလိုက်တယ်ဆိုရင်ပဲဘိုးခွားရဲ့ဘေးမှာရဟန်းတစ်ပါးပေါ်လာခဲ့ပါတယ်။အဲဒီရဟန်းရောက်လာတဲ့အချိန်မှာတော့ဘိုးကွားဟာသတိလိမေမျောနေခဲ့ပြီဗျ။အဲဒီနောက်မှာတော့ရဟန်းသားရဲ့လက်ထဲမှာရေမိုးတစ်ခုပေါ်လာပြီးတော့ရဟန်းရဲ့ပါဇက်ကနေလဲဖះစာတွေကိုရွတ်ဆိုနေခဲ့တယ်ဗျ။ ။နောက်ပြီးအဲ့ဒီရေမန်းတွေနဲ့ဖိုးဟွားရဲ့အပေါ်ကိုပတ်ပြန်လိုက်တာပေါ့။ရန်တာလဲရေမန်းနဲ့ပတ်ပြန်ပြီးတိတ်မကြခင်မှာပဲဖိုးဟွားတယောက်ပြန်လဲတတိယလာခဲ့တယ်ဗျ။ဒုက္ခမှာတော့ဖိုးဟွားရဲ့ဘေးမှာရေဟန်းနာကရှိမနေခဲ့တော့ပါဘူး။ဖိုးဟွားလဲတတိပြန်ရလာတယ်ဆိုရင်ပဲသူ့ကိုယ်သူလုံးဝမယုံကြည်နိုင်ဖြစ်သွားပြီးတော့ပြန်ကြည့်နေခဲ့တာပေါ့။အဲ့ဒီနောက်မှာတော့ဖိုးဟွားလဲဒီနေ့အဖို့အမဲမလိုက်တော့ဘူးလို့ဆုံးဖြတ်လိုက်ကအိမ်ပြန်ရလမ်းကိုပဲဥတီလျှောက်လာခဲ့လိုက်ပါတော့တယ်။ ဒါဘလို့လို့ဖြစ်နိုင်ပါလေဒီကောင်ခဏနေရင်သေရမယ်တောင်ထင်နေတာဥပိုလ်လူကျုပ်ကခမရကိုအခချင်းငွေပေးထားတာနော်တအောင်လည်းပေးထားတယ်ဒီကောင်တခုခုဖြစ်သွားမှအကိုကျုပ်ကျေးနပ်မယ်အေးပါဖိုးသိန်းရငါလွတ်လိုက်ပါမယ်အဲ့ဒီလိုပြောပြီးတော့အောက်လန်စီယာဥပိုလ်လူဟာလက်အုပ်ကိုချပြီးဂါတာတခုကိုထမ်းမှန်ရောဆိုးလိုက်ပါတယ်အဲ့ဒီနောက်တိတ်မကြခင်မှာပဲဥပိုလ်လူရဲ့ခန္ဓာကိုယ်ကနေအဝါရောင်အလင်းနှမ်းတွေကပေါ်ထွက်လာခဲ့တယ်ဗျနောက်ပြီးတိတ်မကြခင်မှာပဲ အောင်လန်းစီယာဥဘောလူဟာလူတယောက်ရဲ့အတုံကနေပြီးတော့အလွန်ချောက်စီယာကောင်းတဲ့တစီတကောင်ရဲ့ပုံတံတန်ကိုပြောင်းလဲသွားခဲ့ပါတယ်။ဘောခွားကလည်းလမ်းရှောင်နေရင်သူ့ရဲ့နောက်ကနေတစုံတယောက်လိုက်လာတယ်လို့ခံစားလိုက်ရတယ်ဗျ။အဲအကြောင်သူ့ရဲ့နောက်ကိုလှရတဲ့ပြည်နဲ့လှည့်ကြည့်လိုက်တာပေါ့။ဒါပေမဲ့လည်းဘောခွားရဲ့နောက်မှာတော့ဘာမှရှိမနေခဲ့ဘူးဗျ။အဲဒီနောက်တိတ်မကြခင်မှာပဲဘောခွားရဲ့နောက်ကျောကုန်းကိုအကန့်ခံလိုက်ရပြီးဘောခွားလည်းရှိကိုလဲကြသွားခဲ့ပါတယ်။ လက်ကြနေမှာပဲဖိုးခွားတယောက်သူ့ရဲ့နောက်ကိုထပ်မံကြည့်ရှုလိုက်တာပေါ့ထိုကံမှာတော့အလွန်တမာထွားကျင်းနေတဲ့မိသစေကြီးတကောင်ဟာဖိုးခွားရဲ့နောက်ကိုရောက်နေပြီးတော့ဖိုးခွားလေးကိုဒေါသကြီးစွာနဲ့ကြည်နေခဲ့ပါတယ်အဲဒီကံမှာတော့ဖိုးခွားလည်းအလွန်ကြောက်အားကြီးသွားပြီးခြေောက်နဲ့တင်ပါတတတဲ့ကြောင်ဇုံပြေးသွားခဲ့ပါတော့တယ်ဒါပေမဲ့လည်းအဲဒီမိသစေကြီးကဖိုးခွားရဲ့နောက်ကိုသာဒေါသကြီးနဲ့ပြေးလာနေခဲ့တယ်ဗျဖိုးခွားလည်းပါလာတဲ့တနက်ကိုထုတ်ပြီး တဆေကြီးကိုတရဆက်ပြစ်လိုက်တာပေါ့ဘူခွာတယောက်ဘလို့ပဲလို့လို့တဆေကြီးကတော့ဘာမှဖြစ်မသွားခဲ့ဘူးဗျအဲ့ဒီချိန်မှာပဲတဆေကြီးရဲ့ချိန်မှာရဟန္တာကထမှန်ပေါ်လာခဲ့ပါတယ်တဆေကြီးလည်းရဟန်းကိုမြင်လိုက်ရတယ်ဆိုပေမဲ့ဒေါသကြီးစွာနဲ့စက်ကြီးလိုက်တာပေါ့နောက်ပြီးရဟန်းပြုတ်ဖို့အတွက်ရဟန်းရှိရာကိုပြေးသွားခဲ့တယ်ဗျဒီလိုနဲ့အခြေကိုရောက်တဲ့အခါမှာတော့တဆေကြီးကရဟန်းရဲ့မျက်နှာနဲ့ခန္ဓာကိုယ်ကိုသူ့ရဲ့အင်အားကြီးရဲ့လဝါကြီးနဲ့အာဂုံလွှဲရဲလိုက်ပါတယ် အဲဒီလိုလွဲရိုက်လိုက်ပေမဲ့လေရဟန္တာကအရေးတခုလို့သာဖြစ်နေပြီးရဟန်းရဲ့အသားကိုနည်းနည်းလေးမှတော့မထိခဲ့ဘူးဗျဒုက္ကမတော့တဆေကြီးလဲသူ့ရဲ့အမားကိုသူဝန်ခံပြီးရဟန္တာရဲ့ရှေ့မှာလက်အုပ်ချပြီးတော့ထိုင်ချလိုက်ပါတော့တယ်ဟမ်ကုဘိုးလူကျုပ်ခမရကိုပတ်စံပေးပြီးခိုင်းထားတာလေဘလို့လေလုံနေရလဲဗျကုဘိုးသိန်းတယောက်အောက်လန်းဆရာရဲ့အပြုတ်အမူတွေကိုမြင်လိုက်ရတဲ့အခါမှာတော့အဲ့ဒါလိုပြောလိုက်တာပေါ့ဒုက္ကမတော့တဆေကြီးလဲဒေါသတကြီးပြန်ဖြစ်သွားပြီး ကိုဖိုးသိန်းရှိရာကိုပြေးသွားကာတိုက်ခိုက်လိုက်ပါတော့တယ်။ထိုအခါမှာတော့ကိုဖိုးသိန်းလည်းမြေပြင်မှာလဲကျသွားကာတတိမေမျောသွားခဲ့တယ်ဗျ။ဒါပေမဲ့လည်းယဟန်တာကတော့သူတို့နှစ်ယောက်စလုံးကိုဒီအတိုင်းမထားခဲ့ပဲပြန်လဲကုသပေးလိုက်ပါတယ်။နောက်မောက်ဆိုးကိုဖိုးသိန်းလည်းအမားတွေကိုတီးပြီးယဟန်တာရဲ့ရှိမှဒူးထောင်ချလိုက်ကာလက်ဟုတ်ကိုချီလိုက်ပါတော့တယ်။ရန်တာလေအောက်လန်းဆရာကြီးကိုဒီအလုပ်တွေကိုဆွန့်လွတ်ဖို့အတွက်မှားကြအလူခံပြီးထိုနေရာကနေထွက်သွားခဲ့ပါတော့တယ် ။အဲဒီနောက်တိတ်မကြခင်မှာပဲရဟန်းတာကနေရာကနေပျောက်ကွယ်သွားခဲ့ဗျ။ဇလန်းလျောက်ဒီမှရင် ပြီးဆုံးသွားခဲ့ပါပြီတငယ်ချင်းတို့ရေ။တစ္ဆတာလေးကိုကြိုင်နေတတ်လိမ့်မယ်လို့လည်းမျှော်လင့်မိပါတယ်ဗျ။အခုလိုတရေဇလန်လေးတွေကိုနားဆင်ရတာကြိုက်နေတဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို subscribe ပြုလုပ်ထားပြီးတော့ဘေးနာကနိုဒီခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားကြဖို့တောင်းဆိုလိုက်ပါတယ်။အားလုံးပဲကောင်းသောနေ့လေးကိုပိုင်ဆိုင်ပါစေလို့ဆုတောင်းရင်းဇလန်လေးကိုအဆုံးသတ်လိုက်ပါတယ်နော်။